ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဂုံးချွန်တိုက်နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမှတ်30နှစ်ရဲတပ်ရင်းကိုစစ်အင်အား300လောက်နဲ့လက်နက်ခဲယမ်းတွေကိုထပ်မံဖြည့်တင်လိုက်တယ်လို့သိရပါဗျ။ နိုဝင်ဘာ၂ရက်နေ့ကနေဗီကနေတဆင့်ကြောက်ဖြူမျိုးအမှတ်၁ဖောင်တော်စိတ်ကန်းကိုတင်ပြီးကားနဲ့ပို့ဆောင်ပြီးတော့ထပ်မံဖြည့်တင်ခဲ့တာလို့မြို့ကန်တယောက်ကနရီစရာကိုပြောပါရယ်လက်နက်ခဲယမ်းတွေကိုအိမ်စီးကားတွေနဲ့တင်တယ်စစ်သားအင်အားတွေကိုကားအကြီးကြီးတွေနဲ့တင်တာတွေ့တယ်ဥတီသွားတာကရဲတပ်ရင်၃၂ကိုသွားတာလို့ပြောပါရယ် လက်ရှိကြောက်ဖြူမှာအာရခတတ်တော်အေအေနဲ့အကျန်းဖက်စစ်တပ်တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအကျန်းဖက်စစ်သားတွေတက်ရင်လိုက်တိတ်ဆုံမှုတွေရှိနေသလိုတိုက်ပွဲတွေမှာအကြအဆုံများလာတဲ့အတွက်အကျန်းဖက်စစ်တပ်ကအခုလိုအင်အားဖြည့်တင်းနေရတာလို့မြေပြင်သတင်းရင်းမြစ်တစ်ယောက်ကနရဇရာကိုပြောပါတယ်လက်ရှိတိုက်ပွဲတွေမှာရဲတပ်ရင်30နှစ်ကစုဖွဲ့ထားတဲ့စစ်ကြောင်းကအင်အား300ခန့်နဲ့တိုင်းချောင်းကျွရဘက်ကိုဥတီစစ်ကြောင်းထိုးလာတာကြောင့်အေအေနဲ့အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။ အမှတ်32ရဲတပ်ရင်အနီကပြိုင်းစိတ်ကမင်းတက်တောင်နှံဖဲတောင်လက်ခမော်ဘတ်တို့မှနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေကလက်နက်အင်အားလူအင်အားတွေနဲ့အေအေကိုထိုးစစ်ဆင်ရာကနေဂေါ်တူတောင်ကျေးရွာကလပါတိုက်ချောင်းအထိ တိုက်ပွဲနယ်မြေဧရိယာကျယ်ပြန့်လာတယ်လို့သိရှိရပါတယ်